အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ကိုပြောက်ချက်တောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။မောင်ဇောတီဟာအမြင်သွားမှဖြစ်ပါတော့မယ်။အဘဲကြောင့်ဆိုတော့မောင်ကောလီကဒုက္ခတစ်ခုနဲ့ကြုံတွေ့နေရတာကြောင့်အမြင်လာခဲ့ပါရန်စာတော်ဝလာပေးပို့လိုက်တာကြောင့်ပဲဖြစ်ပါရဲ့။မောင်ဇောတီနဲ့မောင်ကောလီတို့ဟာတက္ကသီလာတောင်တော်မှာသာပညာအထူးသင်ကြားခဲ့ကြတယ်။ အလွန်ချစ်ခင်ရင်းနှီးကြတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်။ချစ်ခင်ရင်းနှီးသောတငယ်ချင်းမိတ်ဆွေတယောက်ဒုက္ခနဲ့ကြုံတွေ့နေရသည်ဆိုလျင်တတ်နိုင်သလောက်ကူညီရမယ်။တက္ကသိုလ်ကျောင်းတော်မှထွက်ခဲ့လာပြီးရဲ့နောက်တယောက်နဲ့တယောက်ကွဲသွားကြပါတယ်။မောင်ဂေါလီကချမ်းမြေပျော်ရွှင်မြို့တော်ကြီးကိုတွားရောက်အမှုထမ်းနေတယ်။မောင်ဇောတီကတော့ဘယင်းမင်းမြိုက်ထံမှရဲမက်တော်ဖြစ်အမှုထမ်းနေတယ်။မောင်ဇောတီကငင်းချန်တာယာမြို့တော်မှာတဘာသောဘယင်းမင်းမြတ်ထံ မောင်မဆောင်းဆိုတော့အဖြစ်နဲ့အမှုထမ်းနေပါတယ်တက္ကသီလာကျောင်းတော်တွင်သာမြင်းစည်းလန်ထိုးထားခုတ်တုံးရိုက်စရည်လက်ရုံးရတက်များကို၎င်းစာရေးစာစီလင်္ကာတီရသောနှလုံးရအတက်များကို၎င်းလူတိုင်းလူတိုင်းစုံလင်စွာတင် जा ရတာပဲဖြစ်ပါတယ်ပညာပြေဆုံးရေးကျောင်းတော်မှပြန်လာခဲ့ကြရာတွင်က ကိုစိတ်တန်ရာလုပ်ငန်းဖြင့်အမှုထမ်းကြသည်သာဖြစ်ပါတယ်မောင်ဇော်တီကမိဘများထံခွင့်ပန်း၍ချမ်းမြေပြွှင်မြို့တော်ကြီးစီကိုဦးတီကခရီးထွက်ခဲ့ပါသည် ခရီးလမ်းကြားမှာတော်ကြီးတစ်ခုရှိရဲဤတော်ကြီးကိုဖျက်ကျော်တော်မှာချမ်းမြေပျော်ရွှင်မြို့တော်ကြီးကိုရောက်နိုင်မေမောင်ဇောတီကတေးတချင်းတင်းတကြောကြောနဲ့တော်ကြီးကိုဖျက်တမ်းလာခဲ့ထို့သောရှောက်ခေရာတော်ရိတနီယာကိုရောက်ခဲ့တော်အခါတရှုံရှုံနဲ့ငိုတန်းကိုကြားလိုက်ရသည်နေရာလေးမှာကွက်လက်မြက်ခင်းကလေးလိုဖြစ်နေပြီးရှင်းနေရဲမောင်ဇောတီလည်းပတ်ချာလဲလှဲကြည့်ပြီးဘသူကမှမတွေ့ရကြပါမယ်ငိုတန်းကိုတော့တည်တည်ချာချာကြားနေရတယ်ဒါနဲ့ဟဲ့ဘသူလဲ ဒီတော်ထဲမှာအလကလာထိုင်ကုန်နေရအငုံလဲချင်နေရလားလို့ရမ်းပြီးအော်ဟစ်မိလိုက်တာပေါ့ငိုနေရငားကွာငိုရတဲ့အကြောင်းရင်းကဝမ်းနေလို့ပဲဒီလောက်တော့မှမစင်းစားတတ်ဘူးလားဝမ်းသာအဲလဲဖြစ်ရင်လဲဖဲကောင်းကနှာရည်အလကားကုန်ခံပြီးငိုမာတယ်လေအဲဒီလိုပြန်ပြေးတန်းကိုလဲတတိချာချာကြားရတယ်ဒါပေမဲ့မောင်စောတီကဇညောင်လောက်အောင်ပဲပတ်ချလဲလှဲကြည့်တဲ့အခါဘသူကမှမမြင်ရဘလို့လဲငိုရာကလည်းခိုးချောင်ကိုဝယ်နေရသလား ဝမ်းနဲ့လို့ငိုတာပဲဟာခက်ပြောင်ပြောင်ပေါ့ဟာငါကလည်းအထင်ရှားထိုင်ကုန်နေရပဲကွာမင်းကသာမမြင်တာကို မောင်ဇော်တီဟာအတန်လာရာကိုမှန်းပြီးရှာဖွေကြည့်လိုက်မိတယ်။သူနဲ့ဝါတရိုက်လောက်သားကွာဝေးတယ်။မျက်ဖုတ်ကလေးပေးမှတွေ့ရပါပြီ။ထွာစုံလောက်ရှိမဲ့မှုပင်ကြီးဟာခါလေမှာပြက်ကြနေရွာမှုဝင့်ကြီးကမြေပေါ်မှာတုံလုံးလေးကြနေရဲ့။ကြံရှိရဲ့မှုပင်ရိုးပြက်နားမှာအင်းမိစိန်ပေါင်းမိစိန်နဲ့နှာရန်ရှိနတ်ဖူကလေးတယောက်ကိုတွေ့လိုက်ရတယ်။ သူကငိုရလုံးနာကြောင့်မျက်နာကြီးနီးရဲနေတယ်။သူ့ရဲ့မုန်းစိတ်ရှင်တွေကတော့ဖြူဖွေးနေတာပုံ။ဟင်။ဘာကြီးတတိကလေးပါလား။ဘာကြီးကဘာလူမျိုးလဲ။ငါကလူမျိုးမဟုတ်ဘူးကွာ။နတ်မျိုး၊နှာခေါင်းရှည်၊နတ်ပူမျိုးပဲ။ဘာကြီးကဘာဖြစ်လို့ငိုနေရတာလဲ။နမေကကောဘလို့ခေါ်တယ်လဲ။ငါနမေကငါငုံနေတဲ့ကိစ္စနဲ့မဆိုင်ဘူးကွာ။ဒီတော့ငါငိုရတဲ့အကြောင်းရင်းကိုပဲပြောမယ်။စောစောကလေပြင်းတိုက်ခတ်ခဲ့တယ်မဟုတ်လား။အော် ဘာကြီးကလေပြင်းတိုက်တိုင်းငိုတက်သလားဟဲ့ကောင်ငါစကားကိုစောင်းအောင်နားထောင်ဖြတ်ဖြတ်မပြောနဲ့သူကိုဟဲ့ကောင်လို့ခေါ်လိုက်တာကြောင့်မောင်စောတီဟာကျင့်နဲ့ပုံမရပါဘူးကျွန်တော်မှနာမည်ရှိရဲ့ဗျအေးရှိမှာပေါ့ဒါပေမဲ့ငါငိုတာကမင်းနာမည်နဲ့လည်းမပတ်သက်ဘူးဒီတော့ငါငိုရတဲ့အကြောင်းကိုပဲပြောမင်းကျွန်တော်သိပါပြီကောဘာသိရလဲဘာကြီးကိုရတဲ့အကြောင်းကဝမ်းနဲ့လို့မဟုတ်လားဘာကြီးလဲစစောကပြောတယ် ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့မဟုတ်ဘူးငါအခုဝမ်းနေတဲ့အကြောင်းရင်းကိုထပ်ပြောခြင်းနဲ့စောစောကလေပြင်းတိုက်လိုက်တော့ဟောရင်ငါမော်ဝင်ကြီးခါပြက်ကျသွားတယ်ကွာဒါပါဖြစ်လေဘာကြီးရဲ့ကောက်ပြီးချက်စားလိုက်တာပေါ့နှာခေါင်းရှည်နှစ်ပူကလေးကစိတ်ပြက်သွားသလိုမျက်နာကိုရှုံမဲလိုက်တယ်မင်းတို့လူတွေကတော်တော်ခက်တယ်အစားလောက်ပဲအာရုံရှိကြတာကိုအစားကြောင့်ပဲမင်းတို့ဒုက္ခရောက်မှာပဲဟေးမော်ဝင်ကြီးဆိုတာငါတို့မိကိုရတဲ့ထီးဖြူကွာမင်းပါတည်တယ် ငါတို့ဟာပန်ဝဲမုံနဲ့သမီးရဲ့အမှုတော်ကိုဖိမိမဲမဲချမ်းရွက်ပြီးမောပန်းနွမ်းရလာရင်မှုပင်ကြီးအောင်မှလာထိုင်မှန်းပဲမောသမီးပြေးပြီးစိတ်တွေရှင်လန်းအားတက်လာတယ်ကွာ။အော်စိတ်တွေရှင်လန်းအားတက်လာလို့ဘာကြီးထိုင်ကုန်နေတာကိုဘဲကဟုတ်ရမှာလဲငါထိုင်မိရုံရှိသေးဒီမှုဝင်ကြီးခါပြုတ်ကြတာပဲဒါကငါဝမ်းနေလို့ထိုင်ကုန်နေတာကွာ။ဟာဒါပါခတ်တာမလို့လေတခြားမှုဝင်အောင်ပြောင်းထိုင်လိုက်ပေါ့ဟေး ဘာနာမလဲညာမလဲနဲ့တော်တော်ဆရာလုတ်ချင်ပါလားဒါကြောင့်လဲမင်းကလူဖြစ်နေတာပဲလူပီပီမတက်ပဲတဲဆရာလုတ်ချင်တာကိုမိုးဝင့်ကြီးတိုင်းမှာသူ့နဲ့ပုနဲ့သူ ကိုစီရှိပြီးသားကွာပန်ဝဲမုံနဲ့သမီးကအမင်းချမှတ်ပြီးသားဒါကငါကသွားလူထိုင်ရင်ပန်ဝဲမုံနဲ့သမီးအုံလို့ဇက်ပူသွားမှာပေါ့မောင်ဇော်ဒီလေနတ်ပူလေးရဲ့ဒုက္ခကိုနားလေသွားပါပြီခရီးထွက်လာရခြင်းအကြောင်းကလည်းဒုက္ခရောက်နေသူတို့အူကိုကိုညီရန်ဖြစ်လေရာ လမ်းခရီးမှာဒုက္ခရောက်သူကိုကြုံတွေ့ရင်ကုညီကယ်ဆယ်သွားခြင်းပါတယ်။ဒါဖြင့်လည်းကောင်းပါပြီပါကြီးကျွန်တော်ကုညီပါမယ်ဘလို့ကုညီရမယ်ဆိုရဲနီးလန်းကိုသာပြောပါတော့နှာခေါင်းရှည်နှစ်ပူကလေးကမောင်ဇောတီကိုအံအားကိုးစွာနဲ့မော်ကြည့်လိုက်တယ်။အမမဒီလိုဆိုတော့လေမင်းလည်းလူမဟုတ်တလို့ပဲစိတ်ကောင်းရှိပါလား။ကုညီခြင်းရင်တော့နီးလန်းကိုပြောပြပါမယ်။ဟောဟိုကနွယ်ပင်ကြီးကိုတွေ့သလား။တွေ့ရပေါ့ကျွန်တော်မှမျက်စိပါတာပဲ။ မျက်စိပါတိုင်းတွေ့တာမဟုတ်ဘူးကွာကြည့်မိမှတွေ့တာအဲအဲ့ဒါကိုမြောင်စင်းနွယ်လို့ခေါ်တယ်အခွန်ကတိတ်မာတာမိမှဓာပါရင် အားဆိုင်ပြီးလှိလိုက်အစေးတွေထလာလိမ့်မယ်အဲ့ဒီအစေးတွေနဲ့မှုပင်ကိုပြန်ထူပြီးလှုပ်ထားလိုက်မှုပင်ဟာအကောင်းတိုင်းပြန်ဖြစ်သွားလိမ့်မယ်မောင်ဇော်တီဟာနတ်ပူလေးပြောတဲ့အတိုင်းပဲနွယ်ပင်ကြီးကိုဓာနဲ့လှိတရေရွတ်ကြီးကိုလှိရသလိုတော်တော်နဲ့မပြတ်ပါဘူးသူကချွေတီးတီးကြောင်အောင်လှိဖြတ်လိုက်တယ် နောက်ဆုံးအရင်ခွန်ကြီးကအနေငယ်ပြသွားတော့အညိုရောင်အစည်းတွေစိန်ထွက်လာတယ်။ထိုနယ်ပင်ကအစည်းတွေနဲ့မောင်စောတီဟာမှိုပင်ကြီးကိုပြန်ပြီးထူကာကတ်ပေးလိုက်တယ်။ချက်ချင်းလိုလိုပဲအစည်းတွေခြောက်ပြီးမှိုပင်ကြီးကပကတိတိုင်းဖြစ်သွားတယ်။နှာခေါင်းရှိနပူကလေးလည်းအလွန်ဝမ်းမြောက်သွားတာပေါ့။သူ့တဘာဝမ်းမြောက်လျင်ပျော်ရွှင်တတ်တော်မောင်စောတီလည်းဝမ်းမြောက်ပျော်ရွှင်သွားရတယ်။ကဲဗကြီးကျွန်တော်ခရီးဆက်တော့မယ်နော်။နေပါဦးလေ။ငါမင်းကိုကျေးဇူးဆက်လိုက်ပြရစီဦး။ရော့ နှာခေါင်းရည်နှစ်ပုကလေးကပစ္စည်းတစ်ခုကိုကမ်းပေးလိုက်တာကြောင့်မောင်စောတီလည်းငုံကြည့်မိရဲ့အဖြိုရောင်ချက်တောင်ကလေးဖြစ်နေရဲ့ဟင်ဒီချက်တောင်ကဘာလို့ဖို့လဲဘာကြီးရဲ့နားချက်ရတာပေါ့ကွာဟာကျွန်တော်နားမရတတ်ပါဘူးနားမချက်ဘူးပြီးတော့နားချက်ရင်တော့မှချက်တောင်ပဲဘလို့ရှာရှာရတာပေါ့မင်းကဘာသိလို့လဲကွာဒီချက်တောင်ကထူးဆန်းတဲ့ချက်တောင်မထူးဆန်းပါဘူးကျွန်တော်မြင်သားပဲရိုးရိုးချက်တောင်ပဲဟေ့ မင်းဟာစိတ်ကောင်းလို့ရှိရဲဒါပေမဲ့ရှာကတော့တော်တော်ရှည်တာပဲဒီချစ်တောင်ကမှော်ချက်တောင်กว่าဘဲဘက်နားကိုကြက်လိုက်ရင်မင်းကိုရောင်ပြုတ်သွားရောဟော်ညာဘက်နားကိုကြက်လိုက်ရင် ပြန်ပေါ်လာတယ်နှကောင်းကကိုကြင်ရင်ကိုနှကောင်းကကိုကြင်ရင်ခြိတာပေါ့กว่าမင်းတော်တော်ရှာရှည်ပါလားရော့ယူသွားတော့မင်းအတွက်အတုံးလို့မင်းမောင်စောတီတီလဲချက်တောင်ဖြူကလေးကိုယူပြီးခရီးဆက်ခဲ့ရာမကြမ်းမြင့်ပါဘူးချမ်းမြေ့ရှင်ပြမြို့တော်ကြီးစီကိုရောက်လာခဲ့တယ် မန်ဂေါ်လီရဲ့နေအိမ်ကိုမေးကြည့်ပြီးသိရတဲ့အခါတငယ်ချင်းကိုကြည်စင်လိုရာကြောင့်ချက်တောင်ကိုထုတ်လိုက်တဲ့အဲဒီနောက်ချက်တောင်နဲ့လက်ဝဲနာကိုကြက်လိုက်တဲ့သူကလုံးဝပျောက်ကဲသွားတာပေါ့ကိုရောင်ဖြောက်ပြီးတဲ့နောက်အိမ်ထဲကိုခတ်တုတ်တုတ်ဝင်လာတဲ့အိမ်တွင်းမှာမန်ဂေါ်လီရဲ့ညီမကလေးမဲထွေးကရေတံခေါင်းကြီးကိုင်ပြီးခတ်တုတ်တုတ်ထွက်လာတယ်။မဲထွေးဟာမောင်စောတီကိုမမြင်တာကြောင့်ပခုံးကိုဝင်တိုက်မိပြီးခါကော်ရင်နဲ့လက်ထဲကရေတံခေါင်းကြီးလည်းကျကွဲသွားပါလေရော။ မောင်ဂိုလီယဲဖောင်ငင်ကြီးလဲနှက်ခမ်းမွေးကြီးနှစ်ဆထောင်အောင်စိတ်ဆိုးစွာနဲ့သမီးကိုလှမ်းပြီးချိန်ပေါက်နေဟဲ့ကောင်းမလေးဘလို့ဖြစ်တာလဲအကလေးကျင်နာဆိုရင်လဲတော်ရသွားကျင်ပါလားအခုတော့နေနှစ်ကုန်းတကော့လုံးလို့ရေကောင်းကြကွဲပြီမဲထွေးကလည်းကွဲစားရီကိုထိုင်သိရင်အိုးအဖေကလည်းအကလေးကျင်နာမဟုတ်ပါဘူးဝင်တိုက်မိလို့ခုံဘောကရှုံစည်းတန်ထည့်ထားတဲ့မြေပကံပြားစီကိုလှလှမ်းနေတဲ့ဖားငင်ကြီးကတမီးမကိုချာကနေပြန်လှည့်ကြည့်တယ် ဘက်နဲ့နင်းကလေးကိုဝင်တိုက်မိရဲဆိုပါတော့ဘာမှပြန်မပြောတတော်တာကြောင့်မဲထွေးဟာကွဲကြတွေကိုစက်သိမ်းနေဖာခင်ကြီးကသမီးကိုကြည့်ရင်လက်လန်းရာစေးတန်ခွက်ကရွေသွားတာကြောင့်မြင်ရမယ့်နေရာလောက်မှလက်ကမမီဖြစ်နေတယ်အဖိုးကြီးကလှည့်ကြည့်လိုက်တယ်စေးတန်ခွက်ကရက်နေတယ်တဖန်လက်လန်းရင်သမီးကိုပြန်ကြည့်တယ်စေးတန်ခွက်ကရွေသွားပြန်နေလက်ကြီးကခွက်နောက်ကိုတရွရွနဲ့လှိမ့်လာတယ်ခွက်ကရွေတယ်လက်ကမှန်းရွေဆန့်ဆန့်ထွက်လာရာ တနေရအရောက်မှာတော့ MLA ဆိုတဲ့အတန်းနဲ့တူလက်ကြီးပြန်ရုပ်သွားတယ်။ဖာခင်ကြီးကလက်ပြင်ကြောငုတ်သွားပြီ။မောင်ဂေါလီရိုရဲ့မိခင်ကြီးနဲ့နောက်ဖေးချောင်ကလည်းရောင်မကြီးကင်ပြီးတော့ထွက်လာရင်ဘလို့ဖြစ်တာတော့တော့ငါလက်ပြင်ငုတ်သွားလို့ဒါလေးများနင်းကန်အော်ရသလားတော့ဘာလုပ်လိုက်လို့လက်ပြင်ကငုတ်သွားရတာလဲ။စေးတန်လှမ်းယူလိုက်တာပဲ။အော်စေးတန်ကတာဝရင်းသားမှတတ်ထားလို့လက်လန်းမမီရလား။ ဘယ်ကဟုတ်လာမှာလဲကွာငါထင်တာတော့စီးတန်ခွက်ဟာရွေ့ရွေ့သွားသလားထင်မိတာပဲတန်ကြံပန်ပန်တော့စီးတန်ခွက်မှာခြေထောက်တွေမရှိပါဘူးဟာမွေးရည်မှာလည်းခြေထောက်မရှိပါဘူးဒါပေမဲ့ရွေ့နိုင်တာပဲတော့စီးတန်ခွက်ကဝမ်းနဲ့ရှော့တိုက်သွားတာမြင်ဘူးသလားမြင်တော့မမြင်ဘူးပါဘူးအေးလေငါမှားလို့ထင်ပါတယ်မောင်ဇော်တီကတော့ကြိတ်ပြီးရည်နေမိတာပေါ့ မောင်ကောင်းလီတို့ရဲ့အင်သားတွေလည်းစကားပြတ်သွားကြပြီးညစာစားဖို့ထမင်းစပွဲကိုပြင်ကြတယ်။ကိုပြောင်းလျက်ပင်ရှိနေသေးတဲ့မောင်ဇော်တီကဖခင်ကြီးနာကိုအသာကလာတယ်။သူ့ရဲ့ကြက်တောင်ကလေးကိုယူလိုက်ပြီးဖခင်ကြီးရဲ့နဝဲဘက်နားကိုကျက်လိုက်တယ်။ဤရားလိုက်တာဟာစကားကန်ဆုံးသွားတဲ့တပြိုင်နက်ဖခင်ကြီးဟာကိုပြောက်သွားပါလိမ့်ရော။မိခင်ကြီးကခေါင်းမောကြည့်လိုက်မိရနဲ့လှက်ခနဲပြောလိုက်မိတယ်။ဟဲ့မဲချွေမင်းတို့ဖေကြီးကျမ်းပေါက်ကျွန်းကျသွားပြီဟဲ့။ ။အိုးအမေကလည်းကြံကြံဖန်ဖန်မကြံဖန်နဲ့အခုနုံုံဖေကြီးပဲရောက်သွားတယ်လေ။တားမိနဲ့ရောက်စကားများနေကြစဉ်ဖခင်ကြီးရဲ့အတန်ထွက်ပေါ်လာတာကြောင့်မောင်ကောလီပဲအံ့ဩသွားတယ်။ငါပဲရောက်သွားရမှာလေဒီမှာငေါတုတ်ကြီးပဲပေါ့။ဟေးဒါထက်ဒီနားမှာကောင်လေးတစ်ယောက်ရောက်နေတယ်ဘယ်တော့မှအိမ်မတက်လာမှမသိဘူး။ကိုပြောက်သူအချင်းချင်းတော့တိတ်မြင်နိုင်ကြပါရဲ့။ထိုအခါမောင်စောတီကဖခင်ကြီးရဲ့လက်ရာဘက်နားကို တက်ပေးလိုက်တယ်။သူ့နားကိုလည်းသူကျက်လိုက်တယ်။ဟေးပျောက်သွားတော့ကတော့အဖတယောက်တည်းအခုပြန်ပေါ်လာတော့ဘယ်နဲ့နှစ်ယောက်သွေးကြီးပေါ်လာပါလဲ။အဖဘဲကအစ်စ်ရလာတယ်မသိလို့မယ်ထွေးကအံ့ဩစွာနဲ့ပြောလိုက်မိတာပေါ့။မောင်ဂေါလီကမောင်ကလော်ဒီကိုမြင်မြင်ချင်းမှတ်မိသွားတယ်။ဒါကြောင့်ပဲသူကရှင်းလင်းပြောကြတယ်။သူ့ရဲ့မိဘတွေလည်းဝမ်းမြောက်သွားပြီးမောင်ဇော်ဒီကိုပါထမင်းကြွေးကြတယ်။ထမင်းစားပြီးတဲ့အခါတငယ်ချင်းနှစ်ယောက်ခြံတန်းကကုတ်ပြေပေါ်မှာထိုင်ပြီးစကားပြောကြတာပေါ့ ထိုအခါမှာမောင်ဂေါလီကသူ့ကြုံတွေ့နေရတဲ့ဒုက္ခကို အကုန်အစင်ဖွင့်ဟပြောကြပါတယ်။မောင်ဂေါလီဟာဘရင်အမှုတော်ကိုရိုးရိုးသားသားကြွကြွဆဆဆောင်ရွက်တယ်။သူ့ကိုလူအများကချစ်ခင်ကြတယ်။ဘရင်မင်းမြတ်ကိုရော်ရိုင်းကပင်ချစ်ခင်ယုံကြည်တယ်။မောင်ဂေါလီဟာဘရင်သမီးတော်လေးနဲ့မြေတားမျှနေကြတယ်။သို့တော့သူ့ကိုမုန်းတီး၍မနာလိုနေသူတဦးရှိတယ်။သူကတော့အချားရဲမက်တော်တူဦးဖြစ်သူဗလာရှောက်ပင်ပဲဖြစ်ပါ යි ။မောင်ဇော်တီကဟာ သူ့နမဲကဗလာရှုပ်တယ်လားဗလာဆိုတာလူမိုက်ပေါ်လို့ဖြတ်ပြောရင်းအေးသူကမိုင်းယုံနေမကဘူးရှုပ်လဲရှုပ်သေးတယ်သူ့နမဲနဲ့သူ့နဲ့တော့အန်ကြိုက်ပဲသူကငါ့ကိုမနာလိုဘူးဘရင်တမီတော်ကိုသူကလိုချင်တာကိုတယောက်ချင်းရှင်ပြန်ရလျင်မိသည့်နေရာတွင်မဆိုမောင်ကောလီကတာတီးကြီးဖြစ်တယ်မကြခင်ရက်ပိုင်းအတွင်းမှာဘရင်သမီးတော်ရဲ့ကျင်ရတော်ရေးပွဲကြီးကျင်းပတော့မယ်ပထမလှန်တန်ပြကြမယ်ဒုတိယဓာခုပ်ပြိုင်ကြမယ် နောက်ဆုံးဘရင်သမီးတော်ပန်ကုန်ဆိုရမေတာမန်အဖြစ်ဆိုလျင်ဤသုံးဘုံလုံးမှာမောင်ကောလီပေနိုင်နိုင်မှာပဲထို့သောဗလာရှုပ်ဟာသူတစ်ပါးကိုမကောင်းကြင်ရမှာအလွန်တော်လှရာကြောင့်သူများကိုတပည့်အဖြစ်မွေးထားတယ်ထို့လူများကဝင်ရောက်ကြင်စီလောက်ကိုင်းပေးလျင်ဗလာရှုပ်ဟာမတရားသောနည်းနဲ့အနံ့ရသွားမေဒါကြောင့်ပဲလာရောက်ကူညီဖို့မောင်စောတီကိုမှာကြရတာပုံပြိုင်မာကဘယ်နှယောက်ပြိုင်မာလဲမောင်ကောလီ ငါတို့နှစ်ယောက်တည်းပဲပေါ့ငါနဲ့ဘလာရှုပ်လေမပူပါနဲ့ကွာဘလာရှုပ်ကသူ့လူတွေရောငါ့ကိုပြထားပါပြိုင်ပွဲနေမှာငါကူညီပါမယ်ပြိုင်ပွဲနေကိုကျင်ညာပြီးရဲ့ချင်းကစားပြီးမောင်ကောလီဟာလမ်းသိမထွက်ပဲနေခဲ့တယ်ဘလာရှုပ်တို့မကောင်းချင်မှာကိုဆိုရင်နာကြောင့်ပေါ့အခုမောင်ဇောတီရောက်လာမှမောင်ဇောတီနဲ့အတူမြို့ရင်းကိုလဲပတ်ပြီးဘလာရှုပ်နဲ့သူ့တပည့်၃ယောက်ကိုအဝေးကပြထားကြတော့တယ်မကြခင်ရှင်ပြိုင်မဲရက်ကိုရောက်လာခဲ့တယ် တရလျင်ပြိုင်ပွဲတစ်ခုကြာကျင်းပါမယ်။ပထမပြိုင်ပွဲကကွင်းတပတ်မြင်းကိုနှင်းလာပြီးတက်မှတ်ထားတဲ့နေရာကိုရောက်ရင်မြင်းကိုရုတ်တရက်ရက်ပြီးမြင်းမော်ကလှန်တန်းကိုပြစ်လို့ရမယ်။အဝေးမှာစိုက်ထူထားတဲ့ဆော့ဝိုင်းရဲ့ဗဟိုချက်တက်တဲ့ကိုလှန်တန်းကိုစိုက်အောင်လှုပ်ပြနိုင်သူကနိုင်မယ်။ဘဟုချက်သေးကိုမိသူမျှမှန်အောင်မပြစ်နိုင်ခဲ့တော့ဘဟုချက်နှင့်အနည်းဆုံးရောက်သူကအနိုင်ရမယ်။မျိုးသူမျိုးသားပွဲကြီးပြိတ္တများဟာကွင်းပပတ်လဲပြည့်ကျက်နေတယ် ဖရင်မင်းမြတ်မိဖုရားနဲ့သမီးတော်တို့ဟာမန်းတက်ထဲမှာတည်ရှိနေကြတယ်။ငင်းရက်ပြီးငှန်တန်းလွတ်မဲ့နေရာနဲ့ဆောင်းဝိုင်းတို့အကြားကွင်းဘေးကတပင်တပင်ပေါ်မှာဗလာရောက်ရဲ့တပည့်တူကတက်ရောက်နေပြီးမောင်ဂေါလီဟာမြင်းပေါ်တက်ခါနီလှမ်းမြော်ကြည့်ရှုရင်းအားငယ်သလိုဖြစ်သွားတယ်။ဗလာရောက်ရဲ့တပည့်ကိုသူမြင်နေမောင်ဇောတီကိုကသူမတွေ့။အေးလေ၊ तू ကကိုရောင်ဖြောက်နေတာပဲ။စိတ်ထဲကမိမိကိုမိမိအားတင်းပြီးမြင်းပေါ်ကိုတက်လိုက်တယ်။ပရိသတ်တွေကငြိမ်ကြသွားတယ်။ မောင်ဂေါလီက မြင်းကိုကွင်းတစ်ပတ်အပြေးစီတယ်။အဲ့ဒီနောက်တပတ်ပြီတော့ကွင်းရဲ့တက်မှတ်ထားတဲ့နေရာထီစီလာတယ်။ထိုနေရာကိုရောက်တဲ့အခါမြင်းကိုရုတ်တရက်ရက်လှန်လက်ထဲကနေလှန်တန်ကိုလွှဲလွတ်လိုက်တာပေါ့။လှန်တန်ကလေထဲမှာဟူးကနေအချိန်တဟိုးတိုးပြေးသွားတယ်။ပရိသတ်ကြီးကမောင်ဂေါလီနိုင်မင်းလို့ကြိုတင်တွက်ဆထားတာကြောင့်နိုင်စင်ရင်နဲ့ဆန္ဒရှိတဲ့အတိုင်းရင်တမမနဲ့ကြည်နေကြတယ်။လှန်တန်းကတပြောင်နေသွားနေရကစုံဝန်းပြားနာကိုရောက်လာတယ်။ ထိုအခါကိုင်းမပေးတပင်မော်ကဗလာရှုပ်ရဲ့တပည့်ဟာလောက်လေးကွာနဲ့ပြလိုက်တယ်။အလွန်လက်တဲ့တဲ့သူဖြစ်တာကြောင့်လောက်စလုံးဟာလှန်ရဲ့ပန်းပွားတက်ထားတဲ့နေရာကိုအချိန်ကြီးစွာနဲ့ထိမှန်လာတယ်။ဒိုးဖြစ်တာကြောင့်ဆက်ဝန်းမှာ အလှန်ဆိုင်တဲ့အခါဗဟိုကျက်မှာလက်တဝါလောက်ကွာဟာသွားတယ်။ပရိသတ်ကြီးကဟဲကနေဖြစ်သွားတာပေါ့။မောင်ဂေါလီဟာလည်းအားငယ်စွာနဲ့ကွင်းပေးကိုထွက်လာခဲ့တယ်။ ဘလာရှုပ်ကတော့ဗဇက်ကြီးပြဲနေအောင်ရီမောရင်မြန်ပင်ပေါ်တက်ပြီးတော့ကိုင်းတစ်ပတ်အပြင်စီပြန်နေအရင်နောက်တပတ်ပြည့်တော့ကိုင်းလာခဲ့ပြီးတမတ်နေရကိုအရောက်မြင်းကိုရုတ်တရက်ရက်လက်ကလှန်ကိုလွှတ်လိုက်ခြင်းလှန်ကငိုးကနေတက်ပြီးထွက်သွားတယ်မောင်ကောလီကတကိုယ်တည်းစိတ်ပြက်စွာနဲ့မောင်ဇောတည်းမင်းဘယ်ကိုများတောင်းအိတ်နေပါလဲလို့ညင်းညူလိုက်မိတာပုံး မောင်ဇော်ဒီကတနေရာမှာသွားအိမ်မနေပါဘူးလှန်ပြရမယ်စဝိုင်းတိုင်ကိုတွေ့ဖက်ပြီးထိတ်ဖျားကစောင့်နေခြင်းဖြစ်ပါတယ်ကိုရောင်ပြောင်နေရကြောင်းသူကိုဘယ်သူမှမမြင်ကြရပါဘူးဘလာရှုံးရဲ့လန်တန်ဟာအချိန်နဲ့စဝိုင်းတက်တဲ့ပြေးလာတဲ့အနည်းကိုရောက်တာနဲ့တပြိုင်နက်စဝန်းတိုင်ပေါ်ကမောင်ဇော်ဒီကဖနောက်နဲ့တစ်ချက်ပေါက်လိုက်ရာလန်တန်ကဇက်ကနေမြေပေါ်ကိုကြိုက်ပြီးတော့စိုက်သွားတယ်ပရိသတ်ကြီးဟာလက်ခုပ်လော်ဝါတီဗီရီမောကြတယ်ပထမတရက်တော့မောင်ကောလီနိုင်သွားပြီး နောက်တနေ့ကိုရောက်လာပြန်တယ်ပထမပွဲတွင်ရှုံးခဲ့ပြီးဖြစ်၍ဗလာရှုံဟာမင်းသမီးကိုရစီရာကြောင့်မရှိတော့ပါတို့ရရင် မောင်ဂိုလီကိုလည်းမရရအောင်ဆိုရဲရည်ရွယ်ချက်နဲ့ပြိုင်ပွဲဆက်လက်ရှင်ပြိုင်ပါလေယနေ့ဓာခုတ်ကြရမယ်ဆက်ဝိုင်းတွင်မှာခုတ်ကြရမှာ အသေးသက်ချင်းမပြူရလက်ဖျားလောက်ကိုသာခုတ်ကြရမယ်ဓာလို့ကြသူကအရှုံးခက်လန်လန်ကတပင်ပေါ်မှာဗလာရှုံရဲ့တပည့်တူတက်နေပြန်နေယနေ့မှာတော့မောင်ဇောတီကလည်းထိုးသူရဲ့အနာမှာရှိနေတယ် သူ့အကောင်ရဲ့အပေါ်ကိုင်းမှာခြေတဲလောက်ချပြီးတော့ထိုင်နေကိုရောင်ဖြောက်သွားတာကြောင့်ဘသူမှမမြင်ရပါဘူးဓာကုတ်ဝဲကြီးစတင်ပါပြီပရိသတ်ဟာသုံးဘက်ကဝိုင်းကြည့်နေကြတယ်တစ်ဖက်မှာတော့ဘရင်မင်းမြတ်ရဲ့မန်တက်ရှိရဲ့ဓာကုတ်ဝဲစားလို့တစ်ချက်နှစ်ချက်ခုတ်ရသေးတယ်တပင်ပေါ်မှာဗလာရှုပ်ရဲ့တပည့်ကအလုံးလုံးပါပြီခပိုက်တဲကနေမှန်ကလေးကိုထုတ်ကားနေရောင်နဲ့မောင်ကောလီရဲ့မျက်နှာကိုထိုးတယ် မောင်ကောလီကမြာမှာဓာကောက်နေရင်ကမျက်စီတွေကဝင်းငနဲ့ဝင်းငနဲ့ဖြစ်ပြီးရှေ့ကဗလာရှုပ်ပြောက်ပြောက်သွားတာကြောင့်အခက်အထဲကြုံတွေ့နေရတယ်။အပေါ်ကိုင်းကမောင်ဇောတီကလည်းအောက်ကလူလှုပ်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 ဖြစ်နေတာကြောင့်ငုံကြည့်လိုက်တယ်။မှန်နဲ့ရောင်ပြန်ထိုးနေတာကိုတွေ့မြင်သွားတော့ခြေကိုအသာဆန့်ပြီးမှန်ကိုကန်ပြစ်လိုက်တယ်။မှန်ထိုးနေတဲ့သူရဲ့လက်ကမှန်ဟာလွင်စင်ကျသွားတယ်။ထိုသူကခပြားခရာတစ်ပင်ပေါ်ပြင်းစင်းနေတယ်။ မောင်ဇော်တီလည်းအပေါ်ကိုင်းကနေဖိရှောစင်းလာပြီးအောက်ကိုင်းပေါ်မှာတင်နေတဲ့ပစိုးစားကိုဖိနှင်းထားလိုက်တယ်။ဗလာရှုပ်ရဲ့တပည့်ဟာတစ်ကိုင်းမှာပစိုးစားကိုဖိနှင်းထားခံရတာကြောင့်ပစိုးတန်းဟန်နဲ့လေထဲမှာတွဲလဲကြီးလွဲရနေတာပေါ့။သူကမအော်ရဲပါဘူး။သူ့အော်တန်းကိုလူတွေကြားရင်အုံလာမယ်။မြေကြီးပေါ်ကမှန်ချက်ကိုလူတွေမြင်သွားမှကြောက်ရတယ်။ဒါကြောင့်ဒီအတိုင်းပဲအချိန်တတော်ကြာတွဲလဲကြီးဖြစ်နေတယ်။ခဏအကြာမှတော့ပြိုင်ပွဲပြီးဆုံးသွားပါပြီ။မောင်ကောလီနိုင်သွားပါတယ်။ ထိုအခါမှာမောင်ဇော်တီကပစိုးစားကိုအနည်းလှုပ်ပေးလိုက်တယ်။ဘလောင်ရှုံးရဲ့တပည့်ကမြေပေါ်ကိုဖုတ်ခနဲပြုတ်ကြလာတယ်။နောက်ဆုံးနေ့ဖြစ်တဲ့တတရားနေ့ကိုရောက်တော့တာမန်အားဖြင့်စဉ်းစားရင်ဒီပြိုင်ပွဲမှာမောင်ကောလီနိုင်ရမယ်လို့စဉ်းစားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့မင်းသမီးလေးကိုရိုင်းကမောင်ကောလီကိုမြေတားရှိနေရကြပါပဲ။မောင်ကောလီကိုပန်းကုန်းဆွမယ်လို့မှန်းဆနိုင်တာကြောင့်ပေါ့။ထို့သောစိတ်မချဝင်သူကတော့မောင်ဇော်တီပါ။ဘလာရှုပ်ရဲ့တပည့်တွေကမကောင်းကြံရမှလူတော်တွေ ယခုပန်းကုန်းစုပ်ပွဲမှာရှင်မင်းရဲ့နေရာအောက်ကုန်းကလေးကိုပြုလုပ်သူကဗလာရှောက်ရဲ့တပည့်တဦးဖြစ်သူပယံဇယဖြစ်တယ်။ဘာရီဘလိုလှုပ်ထားရလဲမသိ။ပြိုင်သူနှစ်ယောက်အနက်တယောက်မရှိလျင်ကြံသည့်တယောက်ကိုပဲမင်းသမီးလေးကပန်းကုန်းစုပ်ရမယ်။မောင်ဇော်တီဟာဗလာရှောက်ရဲ့တပည့်တွေကိုအသေးကတ်ထားတော့တယ်။ပြိုင်ပွဲစချိန်ကိုရောက်လာပြီးမောင်ဂေါလီနဲ့ဗလာရှောက်တို့နှစ်ယောက်ဟာအောက်ကုန်းကလေးပေါ်မှာရှင်မင်းရဲ့နေကြတယ်။မင်းသမီးလေးကပန်းကုန်းကြီးကိုကိုင်မန်နဲ့ပေါ်ကဆင်လာတယ်။ အနားကိုရောက်ဖို့ချိန်လန်း၆လမ်းကအလိုမှာမောင်ကောလီကဖြုတ်ခနဲအောက်ကိုပြုတ်ကျသွားတယ်။ဟဲမောင်ကောလီမြေမျိုးသွားပြီလို့လူတွေကအော်ကြတာပေါ့။အမန်တကယ်ကတော့အောက်ကအန်ဖုံးပြုတ်လုထားတယ်။အောက်ကိုကြာလာတဲ့မောင်ကောလီကိုဗလာရှုပ်ရဲ့တပည့်ကဒုံနဲ့ရိုက်တယ်။မောင်ကောလီသတိလစ်သွားတာပေါ့။တပည့်ကဒုတ်ကိုပေးချမောင်ကောလီကိုဥမေလှိုင်းကောင်းအတန်းနောက်ကိုဆွဲသွားဖို့ဂျိုင်းနှစ်ဘက်ကနေမာလိုက်တယ်။ ထိုကနာမှာပဲဘေးကဒုက္ခလေးဘောကိုမြောက်တက်လာပြီးသူ့ရဲ့နောက်စီကိုရိုက်လိုက်တယ်။မောင်ဇောတီကသူ့ရဲ့နားမှာရှိနေတာလေ။အပေါ်မှာမင်းသမီးလေးကလည်းစိတ်ပြဲစွာနဲ့ချင်းကပ်လာပြီးတယောက်တည်းသာရှိရဲ့မောင်ဗလာရှုပ်ကိုပန်းကုန်ဆွေရတော့မယ်လို့ပြုနေစဉ်ဘေးနားကမောင်ဂေါ်လီကထိုးတက်လာတယ်။မျက်လုံးကြီးကိုပိတ်ဆက်ကြီးကဆောင်နေတယ်။မောင်ဇောတီကကိုယောင်ဖြောက်ပြီးတော့ခြိုင်းကနေဆွဲထူထားရတာကြောင့်ပေါ့။မင်းသမီးလေးကဇက်ကြီးဆောင်နေတဲ့မောင်ဂေါ်လီကိုပဲပန်းကုန်ဆွေပေးလိုက်တယ်။ တိတ်မကြခင်မှာပဲဘလာရှုပ်တို့အချင်းချင်းရံပွဲကြီးဖြစ်ရကနဲ့အဖြစ်မှန်တွေပေါ်ပေါက်လာပြီးပြစ်ဒဏ်ခံလိုက်ရတယ်။မောင်စောတီမာလည်းတငယ်ချင်းကိုကူညီနိုင်ခဲ့ရကြောင်းဝမ်းမြောက်စွာနဲ့ဘရင်စုလက်တွေကိုယူပြီးတော့ပြန်လာခဲ့ပါတော့တဲ့ကွယ်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။